ဖွဲချုပ်ကပြည်သူကိုပေးခဲ့တဲ့ဂတိကဝတ်တွေမြည်သည့်ခါကမှမချိုးဖောက်ခဲ့ပါဖွဲချုပ်ဟာပြည်သူကိုလိန်လဲလက်ပြား၍တော်၎င်းချင်းချောက်၍တော်၎င်းစီယုံဆွေးဆောင်ခြင်းမပြုခဲ့ပါ1988ခုနှစ်စတင်ဖွဲ့စည်းစဉ်ကစပြီးယခုတိုင်ပြည်သူကိုလေးစားပွင့်လင်းစွာဆက်ဆံခဲ့သည့်အတိုင်းဆက်လက်ပြီးလှုပ်ဆောင်သွားမည်မှာအဖွဲချုပ်ကခိုင်မာတဲ့တာဏိဌာန်ဖြစ်ပါတယ်ပြည်သူတွေအနှင်းနဲ့တာဝန်ကို ထောက်မဆွာအကောင်းဆုံးထောက်ဆောင်ဖို့ကအဖွဲ့ချုပ်ရဲ့ဂုဏ်သိက္ခာနဲ့အသက်ပဲဖြစ်ပါတယ်။နိုဝင်ဘာလ၈ရက်နေ့မှာကြာရောက်မယ်အထွေထွေရွေးကောက်ပွဲကြီးမှာတဆင့်ပြည်သူများကအဖွဲ့ချုပ်ကိုအစိုးရတာဝန်ထောက်ဆောင်နိုင်ရန်ပြတ်ပြတ်သားသားဆုံးဖြတ်ချက်ချပေးစီခြင်းပါတယ်။ဒီလိုတာဝန်ထောက်ဆောင်ခွင့်ရခဲ့ရင်အမျိုးသားရင်ကြားစစ်ရေးတဟဆဒဖြစ်ရေးအာဂါရကင်းစင်ရေးမှုများကိုအစဉ်တစိုက်နှလုံးသွင်းပြီးဒီမိုကရေစီပြည်ထောင်စုကြီးထွန်းကားရေးအတွက် မိတို့ကမှရန်သူသခွဲမတမှ အခြားအဖွဲ့အစည်းများကို လက်ကမ်းကြိုဆိုကအတူလှုပ်ဆောင်သွားဖို့ခိုင်ခိုင်မာမာခံယူထားပါတယ်။မြို့သားဒီမိုကရေစီဖွဲ့ချုပ်ဟာပြည်သူများရဲ့ဆုံးဖြတ်ချက်ကိုလေးစားလိုက်နိုင်မှာဖြစ်ပါတယ်။ဒီတော်စုမြန်မာနိုင်ငံတော်ပြည်သူပြည်သားအားလုံးကြမ်းမချမ်းသာကြပါစေ။ဘေးရန်တွေအပေါင်းမိုက်ကျင်းဝေးကြပါစေ။နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။ကောင်းကျိုးလိုရာဆန္ဒအဝါအဝါနဲ့ပြည့်စုံနိုင်ကြပါစေ။